အဲ SBA ရဲ့ဝါဒကဒီသူနဲ့မှဆန်းချင်တယ်နဲ့ဒီတဲ့ဝါဒဆိုတော့အဲ့ဒီမဆန်းချင်အောင်ဘလို့ညံတဲ့နေမှာဖြစ်နိုင်မလဲဘလို့အသိနဲ့နေမှာဖြစ်နိုင်မလဲအားရပါဆန်းချင်နေတယ်ဆန်းချင်တဲ့အရာပါလဲဆိုတာပေါ့အဲ့ဒါလေရှင်ပြားကဟိုအကျဲကြီးပြောလဲအကျဲကြီးရတယ်အတူလေးပြောလဲအတူလေးပဲရတယ်အဲ့တော့ကြဲကြဲကြိုက်လားအတူလေးကြိုက်လား အစီမပရိပတ်တာပေါ်တယ်ကမစိုးမစိုးရှင်မခင်ရှင်ဘာမလို့အောင်တော့မေးတတ်တယ်တတိယကတော့လွတ်အောင်ပြေးမရပါဘာလို့ဆိုမခင်ရှင်ဘာမလွတ်သေးရင်ပွားနေအောင်ပါလေအဲ့ဒါကြောင့်မလို့မခင်ရှင်ဘာလွတ်မှချမ်းသာမှာရှင်ဗျာအလေလက်လုပ်ပေးမယ်တတိယကလွတ်တဲ့နေရာပြောရမှာပေါ့ပါအဲရည်တယ်ဗျာအဲလောဘဒေါသမောဟကိုရန်သူဖြစ်ထားလို့ရှိရင်စန့်ကျင်နေမှာ ဟုတ်လားအဲအဲ့ဒီကသူ့ကိုသွားစန်းကျင်နေသမျှကလပ်ပတ်လုံးအဲ့ဒီပုံကိုယ်ကြီးအကုန်လုံးကရန်သူဖြစ်မြင်နေကြတာသူ့ကိုစန်းကျင်တဲ့လူကအဝိဇ္ဇာလည်းရှိတယ်တန်ត្រာလည်းလဲနေတယ်အဲ့ဒါအပယ်လည်းမလွတ်သေးဘူးအဲ့ဒါသွေးမြေကြီးလည်းကြားကြအောင်အားတော့ထုတ်နေတာပဲဘာဖြစ်လို့လဲဆိုတော့သူ့ကိုစန်းကျင်နေကြလို့ဖြစ်ပါတယ်လောဘဒေါသမောရန်သူဖြစ်မြင်နေကြတယ်မစင်စင်ကြယ်လို့လက်မခံနိုင်ကြဘူးဒါကြောင့်မလို့အဲ့ဒီဟလား အာယုံယုံဏတွေကိုတုံ့ပြန်နေလို့ပါတဲ့လူတွေရဲ့ပင်ပန်းဆင်းရဲနေကြတာဘာကြောင့်လဲဆိုရင်အာယုံယုံဏတွေကိုတုံ့ပြန်နေလို့ဖြစ်ပါတယ်တဲ့သူဆုံးသွားပြီဖြစ်တဲ့ဆရာကြီးကိုဝင်ငါရဲ့သူ့ရဲ့စောင်းပါလေးထဲမှာရေးထားတယ်အဲ့တော့အာယုံယုံဏတွေကိုတုံ့ပြန်နေလို့ဆိုတော့ဘာကြောင့်တုံ့ပြန်နေရလဲထင်တယ်လဲလို့မေးတဲ့အခါကျတော့ဒီအရေးကိုအကောင်လုံးမှာတော့သွားပြီးအဲ့အကောင်နဲ့တတ်နေရင်ဟာတရေနဲ့ကိုနဲ့နှပန်းလုံးရင်ဘယ်သူနိုင်မယ်တင်လဲဗျာ ကိုရာတဖြည်းဖြည်းရှာထွက်လာမှာပေါ့ तू ကကင်လို့တွေ့လို့မှမရတာဟုတ်တယ်မလားဗျာဒါပုံမြင်နေမှာတော့နှစ်ပန်းလုံးတာပြောဦးတာပေါ့တကယ်သေးရဲနေဆိုအခုအရေးနဲ့နှစ်ပန်းလုံးမဲ့ဆိုတော့အဲ့ဒါကိုနှစ်ပန်းလုံးတဲ့လူပဲချွေးထွက်သူတွေထွက်သွားမှာဒီအရေးကတော့ဘယ်လို့ချွေးထွက်သူတွေဖြစ်မှာတော့ဗျာဟုတ်တယ်မလားအဲ့လိုပဲလောဘဆိုတဲ့အရေးကြီးကိုကိုယ်တတ်မယ်ဆိုရင်ကိုယ်ကဓာတ်နဲ့ခုတ်တယ်ဆိုရပါဆိုကိုယ်လက်တွေတိုင်းညောင်းလာမှာဒီအရေးလောဘကြီးကတော့ပျောက်မှာလည်းမဟုတ်ဘူးကွယ်သွားမှာလည်းမဟုတ်ဘူးဒါကြောင့်မလို့အဲ့ဒီ အရေးလောဘကိုဓာတ်နဲ့ခုတ်နေရတာကခုတ်တဲ့လူသားကြာတော့ပင်ပန်းစင်းရဲလာမယ်ချွေးတဲ့သူတွေဖြစ်လာမယ်အဲ့ဒီအရေးကြီးကတော့အဲသေလဲမသွားဘူးပျောက်လဲမသွားဘူးဟိုအားလုံးကဘာကြောင့်ပင်ပန်းစင်းရဲနေကြလဲဆိုတော့တတ်နေလို့ပါဘာကြောင့်တတ်တယ်လဲဆိုတော့စန့်ကျင်နေလို့ပါအဲ့တော့မစန့်ကျင်ပဲနေရင်ဩဒါအရေးကြီးပဲမရှိတဲ့တရားပဲလို့သိပြီးတော့သူမရှိတဲ့အတိုင်းနေပြီဆိုရင်ဒါမစန့်ကျင်ပဲနေတာ ဖြစ်ပါတယ်နောက် ရန်သူဖြစ်မမြင်မဲ့မိတ်တွေဖြစ်မြင်ပြီးစင်ကြယ်လို့သိတယ်မရှိတဲ့တရားတော့သိမယ်ဆိုရင်လည်းဒါမဆန့်ကျင်မဲ့နေတာဖြစ်ပါတယ်။ဒါမှမဟုတ်ကျွန်တော်သစ္စာလေးပါးကိုတပြိုင်တည်းမြင်တဲ့အခါမှာမဆန့်ကျင်တဲ့မဆန့်ကျင်စရာတရားပြည့်စုံပါလား။သစ္စာလေးပါးကိုတပြိုင်တည်းမြင်တဲ့အခါမှာအာယုံမှာပေါ်တဲ့လောဘကအရှိထားရင်သမုဒ္ဒသစ္စာဖြစ်ပေါ်လာတဲ့တရားတွေကဒုက္ခသစ္စာဖြစ်စေမှမရှိတာကနိရောဓသစ္စာစင်ကြယ်ရမဂ္ဂသစ္စာပါလို့သိသွားလို့ရှိရင်ဆန့်ကျင်စရာကိစ္စတွေကုန်ဆုံးသွားပါလား။ ဘာကြောင့်ကုံဆုံးသွားလဲလို့မေးတဲ့အခါကျတော့ဒုက္ခတွေအစဉ်မရှိတဲ့အတွက်မနောကသူ့ကိုသွားပြီးတော့မှ action reaction ပေါ့နော်သူ့ကိုသွားပြီးဖယ်စရာတွေတွဲစရာတွေမရှိတော့ပါဘူးသဘောတရားသူ့ဟာသူ့ကိုတံပြန်ပြီးတော့ကျွန်တော်တို့ပြစ်မှုစရာတွေမရှိတော့ပါဘူးအဲ့တော့သစ္စာလေးပါးတပြိုင်တည်းမြင်တဲ့အခါမှာဒုက္ခအစဉ်ပြီးဆုံးသွားတာကိုမနောကစိတ်ချလက်ချနေနိုင်ပြီးဖြစ်သွားတဲ့အခါမှာမရှိအောင်အထုတ်စရာပွားစရာကိစ္စလည်းပြီးဆုံးသွားပါတယ်အဲ့ဒါဆိုရင် သင်္ခါရရပ်သွားတာမဆန့်ကျင်ပဲနေခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ဘုရားဝါဒကမဆန့်ကျင်ပဲအဲ့လိုမဆန့်ကျင်ပဲနေနိုင်ဖို့အတွက်သစ္စာလေးပါးကိုတကယ်နဲ့မြင့်ပြီးတော့အာယုန်တရားတွေအားလုံးဟာစင်ကြယ်ဘာလို့သိပြီဆိုရင်အာယုန်မှာဖြစ်ပေါ်တဲ့တရားတွေကိုဘယ်ရာဟုမှဘယ်ကြလည်းမရှိတွေ့ကြလည်းမရှိဆန့်ကျင်ကြလည်းမရှိဟလာငြိမ်းချမ်းစွာနေနိုင်တဲ့အလုံငြိမ်းပြီးတော့သင်္ခါရရပ်ပြီးတော့ငြိမ်းချမ်းစွာနေနိုင်ခြင်းသည်ဘုရားရှင်ရဲ့နောက်ဆုံးဝါဒဖြစ်တဲ့ဘုသူနဲ့မှမဆန့်ကျင်ပဲနေတဲ့ပညာဖြစ်ပါတယ် အဲ့လောက်ဆိုရပြီလားဗျာဟုတ်ကဲ့ပါတကယ်ဆရာဆရာဟုတ်ပါပြီဗျာပြောပါဗျာမဆက်မဆန့်ကျင်ပွဲခတ်မလွယ်ပညာကြွယ်မှတက်နိုင်ဤဆိုတော့ခုနအဲအဆုံးသတ်ပေါ့နော်ဟုတ်တာပေါ့ဗျာဘာလို့လဲမရီတာလားဟုတ်ကဲ့ဆရာအဲအဲဟုတ်တယ်လေကြောင်မန်းဆရာဗျာကြီးခေါ်သွားတာဟလာစကျင်ဇပွဲခတ်မလွယ်သူငယ်တော်မှတက်နိုင်သည် မဆန့်ကျင်ပွဲခက်မဲ့လွယ်ပညာကြွယ်မှတတ်နိုင်တယ်တတ်နိုင်ပါဆန့်ကျင်တယ်ဆိုတာအဲ့အာယုံမှာဒေါသဖြစ်စရာပေါ်လို့ရှိရင်အဲ့ဒေါသကိုအရှိသားပဲတာဆန့်ကျင်တာပဲဒေါသကိုဟာအပြစ်မြင်တာဆန့်ကျင်တာပဲဟာအဲ့ဒေါသကိုမဆန့်ကျင်ဘူးဆိုတာအရှိသားရင်တော့ဆန့်ကျင်လိုက်တာပဲမရှိဘူးဆိုတော့ဘယ်အောင်ဆန့်ကျင်အောင်လဲအဲဆန့်ကျင်တယ်မရှိတော့ဘူးအဲ့တော့အရှိသားလိုက်ရင်တော့ဒါသူ့ပေါ်မှာဘယ်ရင်တွေ့ တွေ့တာလဲစန့်ကျင်တာပဲဆဲတာလဲစန့်ကျင်တာအစင်မရှိဘူးလို့နားလဲသွားတဲ့အတွက်အဲ့ဒါသူ့ကိုစန့်ကျင်ကြလဲမရှိဘူးမစန့်ကျင်ကြလဲမရှိပါဘူးလို့ပြောတယ်ဒါမှမဟုတ်အဲ့ဒါစန့်ကျင်စဘွဲခက်မလွဲသူငယ်တော်မှတတ်နိုင်သည်မစန့်ကျင်ဘွဲခက်မလွဲပညာကျွယ်မှတတ်နိုင်သည်ဒါအပေါ်မှာအခုကျွန်တော်တို့ကချစ်စရာရှိလို့ရှိရင်ချစ်လိုက်တာပဲမုန်းစရာရှိလို့ရှိရင်မုန်းလိုက်တာပဲအဲ့ဒါတွေကစန့်ကျင်တာပဲအဲ့ချစ်စရာတွေမြင်ရတယ်ချစ်စရာမရှိပါဘူးမုန်းစရာတွေမြင်ရတယ်မုန်းစရာမရှိပါဘူးဒါကြီးက အရေးတွေပါပုဂ္ဂုတ္တရမဟုတ်ပါဘူးဒါတွေကအစင်မရှိတဲ့တရားပါလို့နားလည်လို့ရှိရင်အဲ့ဒီပညာကမဆန့်ကျင်မဲ့နေတဲ့ပညာဖြစ်ပါတယ်။ဒါမှမဟုတ်အဲ့ဒါဆန့်ကျင်သဘွယ်ခက်မလွယ်သူငယ်တော်မှတတ်နိုင်သည်မဆန့်ကျင်ဘွယ်ခက်မလွယ်ပညာကျွယ်မှတတ်နိုင်သည်ဆိုတာကျောင်းမဆရာကြီးရဲ့လင်ငါဖြစ်ပါတယ်။အဲ့လိုရမလားမာရီနာ။ရပါမယ်။ဟုတ်ပါပြီဟုတ်ပါပြီမင်္ဂလာ။ ဆရာမဆန့်ကျင်ရနဲ့ပတ်သက်လို့တခုပြောအောင်မယ်ပြောပါခွဲကခွဲကနဲ့မှာနိဗ္ဗာန်ချမ်းသာနဲ့နေတယ်မနောနားတော့နားတော့အဲ့ဒါနောဘာမှသွားပြီနောအဘူးအေးဘာမှမလာဘူးနိဗ္ဗာန်ချမ်းသာနဲ့နေတယ်ဒါပေမဲ့နိုင်ဝဲကြော်လာတဲ့အခါကျတော့အေးတဲ့တံမခံနိုင်တော့ဘူးဟုတ်ကဲ့တံမခံနိုင်တော့ အရန်အေးလာတယ်အရန်အေးလာတော့ဘုရားကိုလည်းတီးတယ်ဘုရားကိုလည်းတီးတယ်ဒီငါနိဗ္ဗာန်ချမ်းသာနဲ့နေရင်းနဲ့ဒီဟာကြီးကိုအန်တုနေရတာအေးတာကိုတန်အောင်အန်တုနေရတာဘုရားကိုလည်းရည်ရယ်ဘုရားကိုပြုံးပြီးတော့လေအဲ့လက်မောင်းကအေးတာလေဂျမ်းပြန်နေတယ်လို့ပဲအေးတာမတရားအေးတာအော်အဲ့တော့ဒီတန်အောင်မဆန့်ကျင်မဲနဲ့လည်းနေတယ်ဒါပေမဲ့ဒီအေးတဲ့တန်အောင်လည်းအန်တုနေရတယ်အဲ့လိုတော့လည်းဖြစ်တယ်ဟုတ်လားဆရာအာဒါကတော့ဖြစ်မှာပေါ့ ာလားဒီကိုသာနာ၍စိတ်မနာပါစေနဲ့ဆိုတော့ကိုနာတာတော့ဖះလည်းစန့်ကျင်လို့မရဘူးရဟန္တာလည်းစန့်ကျင်လို့မရဘူးကိုနာတော့ဖြစ်မှာလေဟုတ်တယ်မလားအဲအဲ့ဒီနာရာကြီးကိုပုဂ္ဂိုလ်သတ္တဝါမဟုတ်ဘူးအာယုံပါလို့သိဖို့သာလူရင်းပဲလေဟုတ်တည်တယ်တည်တယ်အဲ့ချိန်မှလေးဩကြားစားတဲ့ကြားစားခံရတဲ့ကိုတော်ဆိုရင်လေလို့ဒီချိန်မှကြားစားခံနေရတာ ဒီဟာတော့သိတယ်ပုဂ္ဂိုလ်ဆရာတော်ကြီးအော်ဟစ်နေရလဲသိတယ်ဟုတ်တယ်ဟောအဲအဲ့လိုလေးတော့ဖြစ်ရမှာပေါ့လေလို့လူပဲလေလို့ဆိုပြီးတော့တော့ဆရာအဲ့ဒါပဲလေအဲ့တော့ဒါကြောင့်မလို့ဒီမသေးခင်မှာဒီသိချင်းတရားနဲ့ရင်ဆိုင်နိုင်အောင်လို့ဘုရားအမမလေးနဲ့တာမန်လေးတွေလုံးကြပါဆိုတာဘုရားကနောက်ဆုံးချိန်ထိအောင်သူခမရအဲသူ့ရဲ့ဟာလာဝိနည်းသတ္တဝါတွေပေါ်မှာဟာလာကြီးမားတဲ့မေတ္တာကုဏတရားကိုထားခဲ့ကြတာလေဒါကြောင့်မလို့ကျွန်တော်တို့လည်းအများအားဖြင့်ပြောရဲ အဘနဲ့သမာဓိတက်လောက်ကြပါအဲလောကနာလာလို့ရှိရင်ရင်ဆိုင်မှုခက်ခဲပါတယ်ဆိုတာအဲ့ဒါပဲအခုကြတော့ဒါသေချာပေါ့ဒီကဥရင်နာချင်းတင်းချင်းတရားတွေနဲ့တွေ့တဲ့အခါမှာကိုယ့်ရဲ့အသိဉာဏ်ကိုအခုကြတော့အသုံးချလို့ရတယ်ဟုတ်တော့မှန်ပါတယ်အနိပြုံးဟုတ်ကဲ့ပါဆရာကျာဘုဒ္ဓမြတ်ကြီးနဲ့ဟွာလေးကိုနည်းနည်းတစ်ခါတော့ပြန်ပြောပြပါဦးအဲဒီဘုရားမြတ်ကြီးလည်းတော်တော်မေးကြတာပဲအဲဒီဖျားရှင်ကို ားပြီးတော့မှဟလာနေတာဥမာတွေပြောပါဆိုရင်ဟလာကျွန်တော်တို့ဆရာတို့ညနေကြတာပြောတာသခိုင်းတော်မှာရှိတယ်ဟလာအဲ့ band eating ဆိုတာပဲစားကြောင်ဆိုတာရှိတယ်တဲ့အဲ့ပဲစားကြောင်ကဆရာတော်အဲ့ကြောင်တွေကိုကျွန်တော်ရောက်ခူးတယ်အဲသွားကြည့်တဲ့အခါကျတော့သူ့ရဲ့ဒီဗုဒ္ဓနုသတိကျင့်စဉ်ကိုပြောပြမယ်ဗုဒ္ဓနုသတိကြောင်နေကြားခြင်းလဲဆိုတော့သိပြီးမေးတာလည်းမရှိတော့ဒါတွေပြောပြတယ်အဲ့တော့ဖះရှင်ကို तू က ဟိုတကယ်ဘုရားတတော်ထင်ရှားရှိနေတဲ့ကဲ့သို့ဟလာသဘောထားတယ်အဲ့ဒါဗုဒ္ဓနုဒတိပဲဘလို့ထားလဲနကင်မိုးလင်းမျက်နှာသေးကတ်တယ်ဓာန်ဘူးပေါ့သွားတိုက်ဖို့အတွက်တမာချောင်းလေးတွေကတ်တယ်ဟလာအဲ့ဒါအဲ့ဒါသူ့ရဲ့ဗုဒ္ဓနုဒတိပဲအဲ့ဒါပဲစားကြောင်လို့ဟလာသူ့ရဲ့တသက်လုံးစားသွားတာအဲ့ဒီကျွန်တော်တို့ဘာခေါ်မလဲပဲအညူတွေပေါ့နော်ကျွန်တော်တို့အဲ့ဒီဘာပဲခေါ်လဲပဲအညူတွေပဲညူ ဂရိဘကအဲအဂရိဘဂရိဘပြောတာအဲဂရိဘပဲပဲတသက်လုံးစားသွားတာအဲအဲဂရိဘပဲပဲဖျားကတ်တော့လဲသမင်းနဲ့ဒီဂရိဘပဲသူစားရလဲအဲဂရိဘပဲပဲနဲ့သမင်းပဲဒါပဲတသက်လုံးစားသွားတာဒါမှမဟုတ်အဲအဲဒီပဲစားကြောင်လို့နာမည်တွင်ပါတယ်စကိုင်းမှာရှိပါတယ်ရောက်လို့ရှိရင်အမေရိကလူတွေရောက်လို့ရှိရင်ဘုသူဒ္ဓနဲ့သွားကြည့်မှဆိုကြည့်ပဲဘာမှတော့ရှိမှာမဟုတ်အဲဒါပေမဲ့ဘာဒီတမိုင်းမှတ်တမ်းကြံနေခဲ့လေလို့မေးတဲ့အခါကျတော့ ဘုရားတော်ရှင်တင်ရှားရှိတဲ့ကဲ့သို့သဘောထားပြီးတော့အမြဲတမ်းဘုရားနဲ့အတူနေရတယ်လို့သူစိတ်ထဲမှာအဲတကယ်တရှိဘုရားကြီးနဲ့အတူနေရပါတယ်ဆိုတော့အဲအဲ့နှလုံးသွင်းမျိုးသွင်းတာအဲ့ဒါဘုရားနုဒ္ဓိဘုရားနုဒ္ဓိနဲ့အမြဲတမ်းမေးနေလို့အဲတော့ဟိုလှုပ်ရှင်နေဆိုလို့ရှိရင်ဟလာသူတို့လှုပ်ရှင်လဲဘုရားနုဒ္ဓိကိုရပါတယ်အဲတော့ဘုရားရှင်နဲ့တကယ်တရှိတင်ရဘုရားရှင်ကြီးနဲ့အတူနေရတယ်လို့ကိုသူကဘုရားရုပ်ပါတော့ပြုစုပါတယ်အာယုံဆုံးကပ်မယ်ဆိုလဲ အယုံဆုံးဆုံးဆုံးစားရမယ်ဆိုတော့အဲ့ဆုံးတပိတ်လိုက်အဲ့တော့ဘုရားကိုတပိတ်လိုက်ကပ်ပါတယ်ဘုရားဖုံးပေးပြီးတော့မှသူကအဲ့ပဲဆုံးကိုစားပါတယ်အဲ့ဒါညအဲ့ရဝင်မယ်ဆိုရင်ဘုရားကို6ရောက်ရေးသေးတဲ့ရေးတဲ့နဲ့ရေးတန့်ပေးတယ်အဲ့တော့သူကဘုရားရှင်နဲ့အတူနေရတယ်လို့ကိုအမြဲတမ်းဟလာနေတိုင်းကျင့်သုံးပြီးတော့အဲဒီဆောက်ရိလိုင်းရဲ့ဆောက်ထဲမှာတော့ဗာပြောလဲဆိုတော့တညမှာကောင်းငင်ရံကနေပြီးတော့မှ ဟုတ်လားအဲ့ဒီဖះရှင်ကြွလာတယ်လို့ပြောပါတယ်အဲ့ဒါကိုဖူးမြင်ရတယ်အဲ့ဖူးမြင်ရတဲ့အချိန်မှာပဲသူလည်းရမ်းလာဖြစ်တယ်လို့ဟုတ်လားဥရိလိုက်ဆောင်ထဲမှာတော့အဲ့တိုင်ပဲရေးထားပါတယ်အဲ့တော့တကယ်တက်ရှိဖះကိုကျွန်တော်တို့ဖူးတွေးရတယ်လို့တက်ရှိဖះကိုကျွေးမွေးပြုစုလှုပ်ကြွေးရတယ်လို့သဘောထားပြီးတက်ရှိဖះနဲ့ဟုတ်လားအချိန်နဲ့အမျှဆက်ကနေအမျှအတူနေရပါလို့နှလုံးသွင်းလည်းပဲအဲ့ဒါဘုရားနုဒတိဖြစ်ပါတယ်အဲ့ဒါလည်းပဲလောကီဘုရားနုဒတိဖြစ်ပါတယ်အဲ့ဒါလည်းမဲ့ဖို့နေပြန်ရဖို့အတွက် ရနိုင်တဲ့အကြောင်းထောက်ပံ့နေဖြစ်တယ်ဆိုတာကိုလောကီဘုရားနုဒတိသေးပင်လည်းအဘုံနိဗ္ဗာန်ရစရာအကြောင်းတွေရှိပါတယ်လို့စာအုပ်ထဲမှာတော့ဒီလိုပဲရေးထားတယ်တွေ့ရပါတယ်။ဒါလောကီဘုရားနုဒတိဖြစ်ပါတယ်။နောက်တစ်ခါသခိုင်းမှာပဲအဲ့လိုပဲဘုရားနုဒတိကဘုရားကုံတော်ဘွားလဲဘုရားနုဒတိဖြစ်တယ်။ဟာလား။ဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောသူကတော်လောကဝိတုနှုတ်တော်ပုရိသဓမ္မတာရတိတတ္တဒေဝမနုဿာဏံဘုရောဘဂဝါဆိုတာဒါဘုရားရှင်ရဲ့ဂုံတော်တွေပဲ။အဲ့ဒီဂုံတော်တွေကို ရုပ်ဆိုကြည်ညိုပွားများမယ်ဆိုရင်လည်းပဲဒါဗုဒ္ဓနုတ္တိဖြစ်ပါတယ်။ဘုံတော်တစ်ခုအရဟံဆိုရင်လည်းလာတန္တာဆေယပိယသမုပ္ပါဆေယတို့ဤအကံကွက်တို့ကိုရချိုးဖြစ်စည်းတော်မူသောကြောင့်အရဟံအံမြည်ပါပြီ။သစ္စာလေးပါးမြတ်တရားကိုပိုင်ကြတင်နေဆရာမကူထိုးရည်သိမြင်တော်မူသောကြောင့်လည်းအရဟံအံမြည်ပါပြီ။အဲ့ဒါဒါအရဟံဂုံတော်တွေပွားရင်လည်းပဲအဲဒီဥစ္စာကဗုဒ္ဓနုတ္တိဖြစ်ပါတယ်။အဲအဲ့တော့နောက်ကျန်တဲ့ဒီ ဆရာတော်ကြီးတွေပြောသွားတာရှိပါတယ်အဲ့ဒါကတော့လောကုတ္တရာဘုရားနုဒရီဆိုတာအဲ့တော့အဲ့ဒီလောကုတ္တရာဘုရားနုဒရီဆိုတာကတော့သစ္စာတိပြီးမှသစ္စာတိတဲ့ပုဂ္ဂိုလ်တွေများပေါ့နော်သစ္စာတိတဲ့ပုဂ္ဂိုလ်များဘုရားကုံတော်ပဲအာယုံပြုပြုဟလာဒီတကယ်တက်ရှိသင်္ချာဘုရားကြီးနဲ့နေနေရတဲ့လူပဲအာယုံပြုပြုအဲအဲ့ဒီဘုရားနုဒရီကလောကုတ္တရာဘုရားနုဒရီဖြစ်ပါတယ်အဲ့တော့သစ္စာတိပြီးမှပဲရတယ်ရှူရတာမှားရတာပွားရတာမဟုတ်ဘူးနော်တဲ့အောင်းမေယုံလေးပဲတဲ့ အဲ့တော့မြင်တာဥပါဏ္ဏခန္ဓာကြားတာဥပါဏ္ဏခန္ဓာနာနာစားတာဥပါဏ္ဏခန္ဓာအဲ့ဒီနေရာမှာကျွန်တော်မြင်တာဖះကြားတာဖះနာနာဖះစားတာဖះထိတာဖះဆိုပြီးအာယုံပြုလဲပဲဘုရားနုတိဖြစ်ပါတယ်ဟုတ်တယ်မလားမြင်တာနိဗ္ဗာန်ကြားတာနိဗ္ဗာန်စားတာနိဗ္ဗာန်မြင်တာနိဗ္ဗာန်ချမ်းသာကြားတာနိဗ္ဗာန်ချမ်းသာစားတာနိဗ္ဗာန်ချမ်းသာအဲ့ဒါတွေနဲ့ရှင်တွဲပြီးတော့ဟောအာယုံပြုခဲ့မယ်ဆိုရင်လည်းပဲဘုရားနုတိဖြစ်ပါတယ်ဒါမှမဟုတ်အာယုံတိုင်းအစင်ကျတယ်အာရမဏိကလည်းအာယုံစင်ကြအာရမဏိကလည်းစင်ကြတယ် အာယုံကဘုရားဆိုအာရမဏိကလည်းဘုရားဖြစ်ပါတယ်ဒီလိုဒီလိုသိမြင်နှလုံးသွင်းပြီးတော့မှဟလာတစ္ဆာသိတဲ့အတိုင်းတစ္ဆာလွတ်တဲ့အတိုင်းနေနေတာလေလောကဘုရားနုဒိနဲ့လောကုတ္တရာဘုရားနုဒိနှစ်ခုပဲကြွားတယ်အဲတစ္ဆာသိပြီးဘုရားကိုအာယုံပြီးပြီးနေမယ်ဆိုရင် လောကုတ္တရာဘုရားနုဒိဖြစ်ပါတယ်တစ္ဆာမသိဘဲနဲ့ဟလာဘုရားရဲ့ဂုဏ်တော်ကြီးဘုရားကိုအာယုံပြုနေလို့ရှိရင်လောကီဘုရားနုဒိဖြစ်ပါတယ်အဲတစ္ဆာသိပြီးတော့ဟလာဒီဘုရားကိုအောင်းမေတ္တရပြီးတော့ဘုရားဂုဏ်တော်ကြီးပွားများပြီးနေတာကတော့ လောကုတ္တရာဘုရားနာတိဖြစ်ပါတယ်အဲ့ဒါကတော့ဟလာကျွန်တော်တို့ရဲ့လောကုတ္တရာအတိညာဉ်လေးကိုခိုင်မာစေမယ်ရှင်းသင်စေမယ်လောကီချမ်းသာလောကုတ္တရာချမ်းသာများကိုရရှိစေမှာဖြစ်ပါတယ်ဒါကြောင့်မလို့သစ္စာတိပြီးခန္ဓာရောင်းလို့ပြောသွားခဲ့တယ်သစ္စာတိပြီးပြည့်ရဒါနာဒါနတကာလို့လည်းမြတ်ပါတယ်သစ္စာတိပြီးဟလာအားထုတ်တဲ့တမထဘာဝနာတို့သည်ဟလာရိုးရိုးတမထတွေလည်းမြတ်ပါတယ်သစ္စာတိပြီးတော့မှဟလာဉာဏ်ပွားများတဲ့ဝိပဿနာသည် ဝိပဿနာဝိပဿနာအလုံးနဲ့မြင့်မြတ်ပါတယ်သစ္စာသိပြီးပွားများတဲ့မဂ်ကင်တို့သည်အဲ့ဒါတဏ္ဍာန်ပွားများတဲ့တရားတွေပို့ပြီးတော့မြတ်ပါတယ်ဟုတ်တယ်အဲ့တော့သစ္စာသိပြီးခန္ဓာရောင်းလို့ဘုလို့ဘုဟုဆိုရည်ပြောတာသစ္စာသိပြီးဒါနပြုပါသီလဆောက်တည်ပါဘာဝနာတွေပွားပါအဲ့ဒါတွေကအကုန်လုံးဟာလားဒုက္ခမှချုပ်ငင်းရအကြောင်းတရားကိုအရင်ခံပြီးပြုလုပ်တာဖြစ်တဲ့အတွက်ဒါနဆောင်လဲအမြတ်ဆုံးသီလဆောင်လဲအစင်ကျေဆုံးဟာလားအဲ့ ဗုဒ္ဓနုဒတိဇုံလည်းပဲအထက်မြတ်ဆုံးပေါ့နော်အဲ့ဒီအကျိုးတရားတွေရရှိမှာဖြစ်ပါတယ်ဒါကြောင့်မလို့သစ္စာသိပြီးပြုလုပ်တဲ့ဒါနသီလဘာဝနာတွေကတာမန်ပြုလုပ်တဲ့သစ္စာမသိပဲပြုလုပ်တဲ့ဒါနသီလဘာဝနာတွေတာလွန်ပါတယ်ဒါနဲ့နောက်ဆုံးဇာတိနောက်ဆုံးဘဝနဲ့ပြတန်းဝင်ပြီးပြုလုပ်တဲ့ဒါနသီလဘာဝနာများဖြစ်ပါတယ်ဘယ်လောက်ဆိုရမလားဘာလို့ကြွရှင်ရပါတယ်ဆရာကျေးဇူးတင်ပါတယ်ဒါလူဒါလူ